မဝေးပါဘူးမဝေးပါဘူးကိုဝင်းကျွန်တော်ဖုန်းတစ်ချက်ခေါ်လိုက်တာနဲ့ပြန်ပြီးတော့ပြန်နီးသွားမယ်သဘောရှိပါဆိုတော့ကျွန်တော်မန္တလေးမှာတနစ်ခွဲလောက်နေလိုက်တဲ့ခါကျတော့ဒါကိုဝင်းတို့နဲ့အစားနဲ့အလံဝေးသလိုဖြတ်သွားတာပေါ့ကျွန်တော်လည်းအားလုံးနဲ့အဆက်သွယ်ပြတ်သွားသလိုဖြစ်သွားကျွန်တော်ကိုယ်တိုင်မဖြတ်သလိုလည်းဖြတ်တာလည်းပါတာပေါ့ဘယ်သူမှကျွန်တော်လိုက်မှမဆက်ဖြတ်တာအောင်အဒီဒီဘောမှာကျွန်တော်ကတော့အခုလက်ရှိကတော့ဟိုဟာ private တွေပဲသွားနေတာများတယ် အဲ private ကြတော့ကိုကိုဘာလို့လို့လဲလူမမြင်ဘူးလေနော်အကောကို KTV အခန်းလေးထဲမှာပေါ့ဟို club တွေဘာတွေတော့အနေနဲ့အရင်စလုပ်တော့မှပဲဟိုတီးရတာခုနကဘာလဲတိတ်မတီးရတော့ပါသိညတဲ့ခါကျတော့နည်းနည်း pocket ကလေးတော့လဲလေးမှဖြစ်သွားတာနော်ခုနောက်နောက်ပိုင်းတော့နည်းနည်းတည်ငြိမ်တာလေးမြင်ရပါလိမ့်မယ်ဟောနော်အဲ့လိုပဲပြောအောင်ပါ ဆိုရင်ကျွန်တော်ထင်တာဇွကြာဖြစ်မယ်ထင်တယ်ဟုတ်လားအဟုတ်ဘူးအောက်ဆီဂျင်လေအောက်ဆီဂျင်အောက်ဆီဂျင်အောင်ဆိုပါထရိုက်တာကကိုနေပိုင်ဟုတ်မြင့်မြတ်ရဲ့ကျွန်တော်ရဲ့ရွှေမုံရတီရဲ့ဟုတ်ကဲ့ငါရဲ့ချစ်သူမသိရတာမင်းဘာလို့တွေ့ရအဲ့ဒီကိစ္စကိုရှင်းမင်းတို့နှစ်ယောက်စလုံးရှင်းဟုတ်ကွာဒီတော့ဟိုလေလေမောက်ကက်အလေမောက်ကက်ဖြစ်သွားလေတော့ရှိရဲအာဒါပေမဲ့ဟိုမဝေးပါဘူး မဝေးပါဘူးကိုဝင်းကျွန်တော်ဖုန်းတစ်ချက်ခေါ်လိုက်တာနဲ့ပြန်ပြီးတော့ပြန်နှီးသွားမယ်သဘောရှိပါတယ်ဆိုတော့ကျွန်တော်မန္တလေးမှာတနစ်ခွဲလောက်နေလိုက်တဲ့ခါကျတော့ဒါကိုဝင်းတို့နဲ့အစားနဲ့အလံဝေးသလိုဖြစ်သွားတာပေါ့ကျွန်တော်လည်းအားလုံးနဲ့အဆက်ပဲပြတ်သွားသလိုဖြစ်သွားကျွန်တော်ကိုယ်တိုင်ပဲဖြတ်သလိုလည်းဖြစ်တာလည်းပါတာဘယ်သူမှကျွန်တော်လိုက်မှမဆက်ဖြစ်တာအောင်အဲပရမတ်တော့ဟိုဟာကျွန်တော်ပွဲရှိလို့သွားတာပွဲရှိလို့သွားရနေပြီးတော့နောက်ကျတော့နေဖြစ်သွားတာပေါ့အဲ့မှာအာဟို DJ ပါညာကျွန်တော်လုပ်တဲ့အခါကျတော့အဲ့မှာပို့ပြီးအလုပ်ကလည်းပို့တွင်တယ်သူကကျတော့ဟိုအဲ KTV မြို့တော်လိုဖြစ်နေအောင်ပါနော်အဲ့မှာကျတော့ပူပျော်စရာလည်းပူကောင်းပါတယ်အဒီဂျေဘောမှာကျွန်တော်ကတော့အခုလက်ရှိကတော့ဟိုအဲ့ private တွေပဲသွားနေတာများတယ်အဲ private ကျတော့ကိုကိုဘာလို့လို့လဲလူမမြင်ဘူးလေနော်ကိုက KTV အခန်းလေးထဲမှာပေါ့ဟို club တွေဘာတွေတော့အနေနဲ့ရင်စလို့တော့မှာပဲဟိုတီးရတာခုနကဘာသိမ့်မတီးရတော့ပါဟုတ် ကျွန်တော်ကပြောမှာဆိုဝါသနာတော့ပါလားအမှန်နဲ့ဒါပေမဲ့ကိုယ့်ရဲ့ဒီ type ကကိုအခုလိုမျိုးပေါ့တိုးဆောင်ပြန်လုပ်မယ်ကဘာဖြစ်မယ်ဆိုလို့ချင်းတချို့အရာတွေကကိုယ့် image ကိုထိခိုက်မဲ့ဟာမျိုးတွေကျွန်တော်ကလုံးမိတဲ့ဟာမျိုးတွေအရှိမရှိရှိကောင်းရှိလိမ့်မယ်ပေါ့နော်ဒါပေမဲ့နောက်ဆက်မဖြစ်အောင်လို့ဒါကိုယ့်ကိုထိရတော့မဟုတ်ဒါစိတ်ကမှန်လာတဲ့အချိန်ပေါ့နော်ပထမတော့ကျွန်တော်စိတ်လေးပြီးကျွန်တော်ရှောက်လို့နေရတယ်ပါတယ်ကျွန်တော်ကဒါအင်းစင်ကထွက်လာတဲ့အချိန်မှာကျွန်တော်ဟော အလုပ်ကိုဒီဇိုင်းမဲ့မဲ့လုပ်မယ်ဗာအလုပ်အဲ့လိုဆိုတွေးပြီးလုပ်လာတဲ့အချိန်မှာကျွန်တော်ကကိုဗစ်ဖြစ်တဲ့ကံကြမ္မာမျိုးစုံကြုံရတယ်ဗောနော်ကျွန်တော်တယောက်လည်းကြုံရတာမဟုတ်ပါဘူးလူတိုင်းအကုန်လုံးကြုံရတာကိုကိုတန်တန်ကလည်းကြုံရတဲ့ဒုက္ခဗောအဲ့လိုကြုံလိုက်တဲ့အချိန်မှာအလုံးအလုံးလုံးမရဖြစ်သွားကျွန်တော်အပါဝင်ပါအဲ့အချိန်မှာကျွန်တော်စိတ်တွေလေးပြီးကျွန်တော်ရှောက်လို့မိတာပါတာဗောဒါပေမဲ့လည်းလုံးဝမကြိုက်လို့တော့မဟုတ်ဘူးဝါသနာပါတော့မှန်တယ်ဒီဂျီကိုလည်းကျွန်တော်ကြိုက်တယ်ဒါပေမဲ့အဲ့လိုလုပ်မယ်ဆိုကျွန်တော်သက်သက်ခက်ခက်လေးနဲ့ကျွန်တော် production သွားမလားပါလားအဲ့လိုမျိုးကျွန်တော်ဖြစ်ရမှာမဖြစ်ဘဲနဲ့ကျွန်တော်အဲ့လိုနည်းနည်းလေးတော့ဟို စိတ်ညစ်တဲ့ခါကျတော့နည်းနည်းပေါက်ကြရလေးလိုလေလေးမှဖြစ်သွားတာခုနောက်နောက်ပိုင်းနည်းနည်းတည်ငြိမ်လာလေးမြင်ရပါလိမ့်မယ်ဟောနော်အဲ့လိုပဲပြောအောင်ပါအပြည့်ကတော့လည်းဟိုးလောက်သေးပါဘူးဒါပေမဲ့ဘာဖြစ်တော့အနာတော့ကျက်နေပြီ AC တော့ဖြစ်ဖြစ်နေလောက်ပါပြီဟိုနည်းနည်းစကားပြောတဲ့ပုံစံကဘာညာနည်းနည်းပူတိတာလိမ့်မယ်လို့ထင်တယ်အရင်ကဆိုတော့နည်းဘီယန်ဘတာဆန်တယ်လေ